ရာဒီဒေတာမှာထူးဆန်းတဲ့ဒလေးတစ်ခုရှိပါတယ်။အရေးရောက်လာတဲ့အမျိုးသမီးတိုင်းကပရာဒါလို့ခေါ်တဲ့ပဝါတစ်ခုကိုမျက်နှာမှာအုပ်ထားကြပြီးတော့သူတို့မျက်နှာကိုတော့သူတို့ရဲ့လျောက်ကြားနဲ့မိဘမောင်ဘွားတွေရာပဲမြင်ခွင့်ရစေပြီးတော့တခြားသူတွေကတော့တသက်လုံးသူတို့ကိုမြင်ခွင့်မရကြပါဘူး။အဲ့ဒီဒလေးရဲ့နောက်ကွယ်မှာဘာရှိခဲ့တာလဲ။ဘာကြောင့်ဒီလိုမျိုးထူးထူးဆန်းဆန်းတွေကိုမှယုံကြည်ကိုးကွယ်နေကြတာပါလဲ။တကယ်တော့ဒီဒလေးရဲ့နောက်ကွယ်မှာကဖြစ်ရတစ်ခုဖြစ်ခဲ့ပူပါလေ။ဘရာဒီရွာကလေးမှာတချိန်ကအရန်ကိုရဲစွမ်းတက်တိရှိတဲ့စစ်တီတော်တူပေါ်ထွက်ခဲ့ပါတယ် အရေးစစ်တီတော်ကတော့အမျိုးသမီးတယောက်ဖြစ်ပြီးတော့နမေကတော့ဇဝါလံမာပဲဖြစ်ပါတယ်။ဒီနေ့မှသူ့နောက်လိုက်တွေကိုမြားပြစ်တင်ပေးနေတော့နောက်လိုက်တယောက်ကိုမွေကြိုက်လိုက်တာကြောင့်မလို့ဇဝါလံမာလည်းသူမကိုယ်တိုင်မြင်းစီပြီးတော့စေးရုံကိုအမြန်လိုက်ပို့ပါတယ်။တကယ်တော့ဇဝါလံမာမှာကကိုဝင်အရင်မာရှိနေရပါ။ကိုရင်းနေတော်မှာတပည့်အသက်ကိုကယ်လိုက်ပြီးတော့အပြန်လမ်းမှာတော့လေသမားတစုကသူမကိုဖမ်းပြီးတော့မရင်းကျင်းကြကအရှင်လက်လက်မီးရှို့တက်ပြစ်ဖို့လုပ်ကြပါလိမ့်။ စစ်တီရော့ဂျဝါလန်မာကလူစိုးတွေကိုမီးလောင်တိုက်သွင်းပစ်လိုက်ပြီးဒူကိုရိုင်းကတော့ပရာဒီယူရီနီကိုခုံချကာတတ်တည်သွားခဲ့ပါတယ်။ဂျဝါလန်မာတည်ခဲ့ပြီးတဲ့နောက်မှာဂျင်းစာတစ်ခုပေါ်လာတာကြောင့်ပရာဒီမှာရှိတဲ့ကိုဝင်ဆောင်တိုင်းကကလေးတွေကိုအသေးလေးပဲမွေးလာကြပါတယ်။အဲ့ဒီဂျင်းစာကိုဖြေဖို့အတွက်ရွာကောင်းဆောင်တွေကဂျဝါလန်မာရဲ့ရုပ်ထုကိုထူပြီးတော့ကိုးကွယ်ပူဇော်ဖို့လုပ်ခဲ့ကြပြီးပွင့်ပွဲနေ့မှာပဲဘေးကရောက်လာမှန်းမသိတဲ့ပရာဒါတစ်ခုကရုပ်ထုရဲ့မျက်နှာကိုလာချုံတာကြောင့်မလို့အဲ့ဒီနေ့ကစပြီးတော့အမျိုးသမီးတိုင်းကမေရိုဂျဝါလန်မာအလိုချ အကာအကွယ်အနေနဲ့ပရာဒောင်မဖြစ်မနေခြုံကြပါရီတကယ်လို့တရားရောကပရာဒောင်မခြုံဘဲနေမိမယ်ဆိုရင်တော့ဂျိန်စာပြန်နိုးထလာမှာဖြစ်ပြီးကလေးတွေကလည်းအသေးလေးပဲမွေးလာမှာဖြစ်ပါရီအဲ့ဒီဂျိန်စာကိုပယ်ဖြတ်ဖို့ဆိုရင်တော့ပရာဒာမခြုံမိတဲ့အမျိုးသမီးဟာဇဝါလန်မှာခုံချခဲ့တဲ့ရေရင်းတွေကိုခုံချမှာပါအခုပြောခဲ့တာကတော့ပရာဒီဆိုတဲ့ရွာကလေးရဲ့ပရာဒာခြုံတဲ့အလေးချင်းရဲ့နောက်ခံဇလန်းပဲဖြစ်ပါရီပရာဒီရွာမှာစူဘူးဆိုတဲ့အကောင်မလေးတယောက်ကအဖေမုံစိုးပုံနဲ့အတူတူနေပါရီ အဖေကပရာဒါလေးကိုရောင်းချပြီးစူဘူကတော့ပရာဒါပေါ်ကဒီဇိုင်းလှလှလေးတွေကိုဆွဲပြီးတဲ့ဒီဇိုင်းတာပါအရွယ်ရောက်လာတဲ့စူဘူကသူတို့ယွာကယွာလူကြီးရဲ့တာရာချန်နဲ့ကြိုက်နေပြီးတော့မေတော်ဂျဝါလမ်းမကိုပူဇော်တဲ့ပွဲပြီးရင်တော့မကြခင်မှာလက်ထပ်ကြတော့မှာပါစူဘူမှာကဂရီတစ်ခုရှိပါတယ်အဲ့ဒါကတော့သူမအရွယ်ရောက်တဲ့အချိန်မှာပရာဒါအုပ်တဲ့ပွဲမှာပြီးခဲ့တာဖြစ်ပြီးအဲ့ဒါကတော့သူမယောက်ျားကိုလက်ထပ်တဲ့နေကြမှာမျက်နှာကိုကြည့်မယ်ဆိုတဲ့ဂရီပါဒါကြောင့်မလို့ချစ်သူရာချက်ကိုမျက်နှာမမြင်အောင်သူမရှိတဲ့နေအောင်မလာစေပေမဲ့ ဘူဇော်ပွဲမှာတော့ငါရာချက်ကသူမလက်မှာလက်ကောက်တွေလာပြီးပါသေးတယ်။မေရော့ဂျဝါလန်မှာအတွက်ပဝါလေးဘူဇော်ပွဲနေမှာပဲရောက်ကမလောင်းကြီးကိုပေးလိုက်ပါတယ်။အဖေကိုချစ်တဲ့စူဘူဟာသူ့ဖေအတန်ဝင်အောင်လို့ဘရာဒါအော်ရောင်းနေရတော့စိတ်မကောင်းဖြစ်နေရကြောင်းအော်လန်တခုကိုဝယ်ပေးလိုက်ပြီးတော့သူ့မေအုပ်ကိုတငယ်ချင်းစူကူနာနဲ့သွားရင်းနဲ့အတန်သွေးမာတယ်။အပြန်လမ်းမှာပန်းကလေးတခုကိုဖျက်ကပြန်လာကြရင်ဒေးရှာတိုက်လိုက်တာကြောင့်မလို့သူမရဲ့မျက်နှာအုပ်ထားတဲ့ဘရာဒါကလွင့်ကျသွားပါတယ်။ စူဘူးလဲအလန်တကြားနဲ့ဘေးဘီမှာတခြားယောက်ျားတွေရှိမလားဆိုပြီးတော့ကြည့်လိုက်တော့မရှိတာကြောင့်မလို့ပရာတာကိုအမြန်ကောက်လိုက်ပြီးတော့ပြန်ချုံလိုက်ပါတယ်။တယောက်ကတွေ့သွားမှစိတ်ပူနေတဲ့စူဘူးကိုစူဂူနာကဘယ်သူမှမရှိတာကြောင့်မလို့အေးအေးစိတ်နေဖို့တပြောလိုက်ပါတယ်။အရောက်တော့အဖေကိုသူတန်သွင်းလာတဲ့ဟွန်းတို့ပေးလိုက်တာကြောင့်မလို့အဖေကလည်းသဘောရီကြာနေပါတယ်။မင်္ဂလာပွဲအတွက်အန်ဒီရက်ဒရာကိုဖိတ်ပြီးပြီလားလို့မေးလိုက်တော့မှအဖေကလည်းမဖိတ်ရသေးတော့တတိယပြီးတော့လှမ်းဖိတ်လိုက်ပါတယ်။ရက်ဒရာကစူဘူးမီရဲ့အရင်ဒီဆုံးဆွေမျိုးပါ။ ူမလည်းယောက်ျားဩဇာမလွန်ဆန်နိုင်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပြီးတနေ့တနေ့အမျိုးသားဝေယဝိဆဓာသမီးကိစ္စရင်နေပဲလုံးလေချားလေလိုက်နေတယ်လို့ယောက်ျားမျက်နှာကိုကြည့်နေရသူပါစုဘူးမင်္ဂလာဆောင်ကိုဖိတ်တာခံလိုက်ရတော့ယောက်ျားအောင်မျက်နှာချိုသွေးပြီးတော့နှစ်ရက်လောက်ခွင့်ပြုဖို့တောင်းပါတယ်ထူးဆန်းတဲ့ဒလိရေကြောင့်လည်းပါတယ်လို့သားနဲ့သမီးကိုလည်း "तू ကမထိန်နိုင်တာကြောင့်မလို့ယောက်ျားအခွင့်ပြုခြင်းပေမဲ့ Redra ရဲ့ကနွေကလေးရအပြောတွေကြောင့်မလို့နောက်ဆုံးတော့လက်ခံလိုက်ပါတယ်စုဘူးနဲ့ရာဂျာတို့ကတော့မင်္ဂလာဆောင်မှု၃ရက်အလိုမှာတော့တွေ့နေကြနေရာလေးမှာချိန်တွေ့နေကြပါသေးတယ် အဲဒီမှာစူပါရာဂျတ်ကို S ပုံစံလဲဆွဲလေးကိုလက်ဆောင်ပေးခဲ့ပါတယ်။အဲနောက်တော့မင်္ဂလာဆောင်နေ့ကိုရောက်လာပြီးအားလုံးကလည်းမင်္ဂလာပွဲအတွက်ပြင်ဆင်နေကြပါတယ်။ရက်ဒရာလည်းရောက်နေပြီးတော့စူပုကိုပြင်ဆင်ပေးနေချိန်လူတစ်ယောက်ရောက်လာပြီးတော့စူပုပုံမျက်နှာဖုံးမှာပါလာတဲ့မဂဇင်းတုပ်ကိုလာပြလိုက်ပြီးတော့စူပုကဘရာဒါကိုချုပ်ခဲ့ကြအောင်တက်တည်နေဆွဆွဲပါတယ်။ကျွန်တော်တို့ကတော့မဂဇင်းမျက်နှာဖုံးမှာပါရီဆိုတာအိမ်မက်တစ်ခုလိုဖြစ်ပေမဲ့စူပူအတွက်ကတော့တကယ်ကိုကန်ဂျမာဇူးကြီးကိုတေလာတာပဲဖြစ်ပါတယ် အလုံးအစုဘူဘရာတာကိုချက်လိုက်တာကြောင့်မလို့တရွာလုံးကျိန်စာပြန်တင်းတော်မယ်ဆိုတဲ့အကြောင်းပြောနေကြပြီးအဲ့ဒီကျိန်စာကိုလက်တလောခံရမယ့်သူကတော့မကြခင်မွေးတော်မယ့်ကိုဝင်တဲ့ဆရာဗန်ဒီပဲဖြစ်ပါတယ်ဆရာဗန်ဒီကလည်းဘရာတာချွတ်တဲ့အတန်းကြောင့်မလို့ဘိုက်တောင်နာကျင်တယ်လို့ဖြစ်လာပါတယ်သူဘောလုံးဝသူဘရာတာကိုမချွတ်ကြောင်းခိုင်ခိုင်မာမာညင်းမိမယ်ကြီးရွာအိုးချိုရဲ့အဖွဲတွေကတော့စူဘူဘလိုပဲညင်းညင်းစင်ကောင်ကြီးတကောင်လုံးတွေ့နေပြီဖြစ်တာအကြောင်းမလို့မေရောဇဝါလမ်းမောင်ရစ်ပူစော်ပြီးအမျိုးသမီးရင်ကြားစီလှုပ်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ် ။ဘုရားကျောင်းကနက်စရာကလည်းလာမေးလာပြင်းနေကိုစူဘူးကိုရေတွင်းထဲချပြီးတော့ရစ်ပူစော်ဖို့ရက်သတ်မှတ်လိုက်ပါလေ။ရစ်ပူစော်ပဲမတိုင်ခင်မှာစူဘူးနဲ့ရာဇတ်တို့တွေ့နေကြနေရာလေးမှာတွေ့ကြပြီးဒီကောင်မောင်းနေရာသားကဖောက်ပြားကြပုံရပါလေ။ပူစော်ပွင့်နေမတိုင်ခင်မှာလေရက်ဒရာကစူဘူးတို့ကရွာနေပြီးတော့ထွက်ပြေးကြဖို့စီယုံမိမယ်။စူဘူးကသူ့ကြောင့်တရွာလုံးဒုက္ခရောက်မှောင်မလိုလားတာကြောင့်လိုရလဇတိခံဖို့ဆုံးဖြတ်ပြီးကြောင်းပြောလိုက်ပါလေ။ဒါကြောင့်ပူဇော်ပွဲနေ့ရောက်လာတဲ့အခါမှာတော့စူဘူးကဝစ်စုံအဖြူကိုဝစ်ကာ ရွာလေလမ်းမတိုင်းသွားလိုက်ပြီးအားလုံးကလည်းစီတန်းလိုက်လာကြကရေရင်းစီကိုသွားလိုက်ပါတယ်။မေရောကြွားလမ်းမရုပ်ထုစီကိုအရင်သွားလိုက်ပြီးစူဘူကသူ့အမားမဟုတ်တာကြောင့်ရေပူဇော်ချင်းရေရင်းနဲ့ကိုကြာသွားရင်တော့မှမေရောကသူ့တက်ကိုကယ်ဖို့တိုင်တယ်လိုက်ပြီးရေရင်းစီကိုသွားလိုက်ပါတယ်။ရက်ဒရာကနောက်ဆုံးအနေနဲ့ထွက်ပြေးကြဖို့ပြောနေရအောင်တော့မှဂီးမဆိုင်ပင်နဲ့တီတီငင်းငင်းနဲ့ရေရင်းနဲ့ကိုဆင်းလိုက်ပြီးလက်ကိုကြောက်တုံးအချီခံလိုက်ကရေရင်းနဲ့ကိုဆင်းသွားလိုက်ပါတယ်။စူဘူရေရင်းကိုဆင်းချိန်မှာတော့မေရောကြွားလမ်းမရုပ်ထုစီကိုထူးဆန်းတဲ့လေပြင်းတစ်ခုတိုက်ခတ်လာပြီး မေတော်ပူဇော်ထားတဲ့မိယာငိမ့်သွားတာကြောင့်အဆောင်မျိုးသမီးတယောက်ကလည်းစူဘူကိုပူဇော်တာမေတော်မကြိုက်ကြောင်းနားလေလိုက်ပြီးအမြန်ကယ်ဖို့ပြောလိုက်တာကြောင့်မလို့ရာဂျက်ကလည်းအခွင့်အရေးကိုလက်လွတ်မခံမိနဲ့အမြန်ကယ်လိုက်ပါော်လေဒရာဗန်တီရဲ့ယောက်ျားကတော့သူ့ဘာသာလေးတိုက်လို့ငိမ့်တာဖြစ်ကြောင်းပြောလိုက်ကရေပူဇော်ရာကိုဆက်လုပ်ဖို့ပြောနေရကြောင်းအလုံးကလည်းဝေဝဝဖြစ်နေတဲ့ချိန်ရက်ဒရာကဝင်လာပြီးတော့မေတော်အလိုကျလှုပ်လိုက်တာဖြစ်တာကြောင့်မလို့တကယ်လို့အပြစ်မရှိတဲ့စူဘူကိုမှားပြီးတော့ပူဇော်မိမယ်ဆိုရင်နောက်ထပ်ကြိမ်စာတစ်ခုထပ်ပြီးတော့ရောက်မလာဘူးလို့ဘသူကအာမခံမလဲဆိုပြီးတော့မေးလိုက်တာကြောင့် အားလုံးလည်းလန်သွားကြပါလေ။အဲနောက်မှာတော့ရွာရဲ့အာနာပိုင်တွေကစရာဗန်မီးဖွားဖို့သုံးပတ်လိုသေးတာကြောင့်မလို့အဲ့ဒီမတိုင်ခင်မဂဇင်းမျက်နှာဖုံးပေါ်ကစူဘူးရဲ့ပုံကိုဘလို့ဖြစ်လာရေးဆိုတဲ့အဖြေကိုရှာဖို့တအမိန်ချလိုက်ကြပါလေ။ဒါကြောင့်စူဘူးနဲ့ရက်ဒရာကလည်းမဂဇင်းအခြေဆိုင်ဓာတ်ပုံစရာရှိနေတဲ့ဒါရန်ရှာလာကိုတွားလိုက်ကြပါလေ။ယထာဘော်ကိုရောက်တော့အိမ်မပိုင်နဲ့ရက်ဒရာကယောက်ျားကိုဖုန်းလန်းဆက်ပြီးတော့သူ့တော်အသေးအံဖြစ်နေရကြောင်းမလို့ရန်နေလောက်ထပ်ပြီးတော့သွားမယ်ကြောင်းခွင်လန်းတောင်းလိုက်တာကြောင့်မလို့ ယောက်ျားကလည်းနှစ်ရက်လောက်ကိုအင်တီနီနဲ့ခွင့်ပြုလိုက်ရပါတယ်။စူဘူရိုလာကြိုပြီးတော့ဒါရန်ရှာလာမှာဓာတ်ပုံစရာနဲ့တွေ့ပြီးတော့မေးမဲ့သူကတော့ရက်ဒရာတငယ်ချင်းရဲ့တမီးအာမီပဲဖြစ်ပါတယ်။အာမီကအင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီးတော့သူ့ကိုယ်သူယောက်ျားအိမ်နဲ့ရင်ပေါင်တန်းနိုင်အောင်အမြဲတမ်းကြိုးစားနေတဲ့ခက်တဆက်ကောင်မလေးပဲဖြစ်ပါတယ်။လက်သလုံးမလေးပဲသူတို့ကုမ္ပဏီရဲ့ project အသစ်အတွက်လီဒါလုံးရမယ်ဆိုပြီးတော့တစ်ပြေးနေသူဖြစ်ပါတယ်။ဒါကြောင့်အမေကဖုန်းဆက်ပြီးတော့စူဘူရိုဒါရန်ရှာလာကိုလိုက်ပြဖို့ပြောတဲ့အခါမှာ ။ဘာမဟုတ်တဲ့ဓာတ်ပုံတပုံပြဿနာအကြောင်းသူ့ရဲ့အခွင့်အရေးကြီးကိုပျက်စီးမခံနိုင်ကြောင်းပြောကညင်းလိုက်ပါလေ။ယောက်ျားတွေကြားမှာလိုရင်းနဲ့ယောက်ျားတွေကိုကြိုအောင်ကြိုးစားပေးမယ်။မဟာဖူဝါဒကြီးစိုးနေတဲ့နေရာဖြစ်တာအကြောင်းမလို့အရန်တော်တဲ့အာမီကိုမန်နေဂျာ project ကို leader မပေးဘဲနဲ့ယောက်ျားတယောက်ကိုပေးလိုက်တာအကြောင်းမလို့အာမီလည်းပဲဒေါသထွက်သွားပါလေ။မန်နေဂျာကတော့ client ကမိမဥဆောင်တာမကြိုက်တာအကြောင်းဖြေကြောင်းပြောလိုက်တာအကြောင်းမလို့အာမီလည်းပဲခွင့်ယူရပြောပြီးတော့သူ့မိခိုင်းတော့လှုပ်ပေးဖို့သဘောတူလိုက်ပါလေ။အာမီလည်းဒေးလီကိုရောက်လာတဲ့စူပူတို့ကိုကားနဲ့လာကြိုလိုက်ပြီးတော့ ဒါရန်ရှာလာမျိုးစီကိုသူ့ကားနဲ့ပဲလိုက်ပို့ခဲ့ပါတယ်။ဒေးလီမာရုံးကအဆူဘူကသူ့ပုံအကြီးကြီးကိုတွေ့လိုက်ရအောင်မလို့တုံလုံးသွားကထွက်ပြေးသွားတာကြောင့်မလို့ရက်ဒရာတို့ကလိုက်ရှာပါသေးတယ်။အနောက်တော့အာမီနဲ့တူတူဒါရန်ရှာလာကိုသွားလိုက်ပြီးစရာဗန်တီစီကိုဖုန်းဆက်ပြီးလဲအကျိုးအကြောင်းမေးလိုက်ပါတယ်။ကားပေါ်မှာလိုက်လာရင်ဘရာဒါကိုဖေလိုက်ုံနဲ့ကလေးတင်မယ်ဆိုတဲ့အယူဆနဲ့ပတ်သက်ပြီးတော့အာမီကဟာသလုပ်တာကြောင့်မလို့ဆူဘူကသူတို့ယုံကြည်မှုကိုမစော်ကားဘူးပြောလိုက်ပါတယ်။ brother ကအားလုံးကာကွယ်ပေးမယ်ဆိုရင်ကြီးကာပေးလားဆိုပြီးစက်ပြိုးနေသေးတာကြောင့် ရက်ဒရာကဝင်တားလိုက်ရပါတယ်။လမ်းကပြဿနာအရှိန်ပြင်းဟိုတယ်မှာတဲတော့လေအာမီယာအဝတ်မပါဘဲရီချိုးနေရကြောင်းစူဘူးလည်းစိတ်ပြက်ပြီးတော့သူတို့ဘာသာသွားမယ်လုံနေရကြောင်းမလို့ရက်ဒရာကမနေတားလိုက်ရပါသေးတယ်။ညောက်တော့တယောက်တည်းငုံနေတဲ့စူဘူးအာမီယာတွေ့ကအိုဂီလာဘာညာပြောနေရကနေစူဘူကအာမီအတွက်ဟာသလိုဖြစ်နေပေမဲ့သူ့အတွက်တော့ဘဝအဖြစ်ကြောင်းအစချီကပြောပြလာကြောင်းအာမီလည်းမနဲ့ပြန်စောစောလိုက်ပို့မယ်အကြောင်းနဲ့နောက်ထပ်မစားတော့မယ်အကြောင်းပြောလိုက်ပြီးတော့နှစ်ယောက်သားအိုကီစူပြေသွားခဲ့ကြပါတယ် အစင်းပြေးပြန်းပြီမဲ့နောက်ထပ်ပြဿနာတစ်ခုဟာဆလာပြန်ပါတယ်။နောက်တနေ့ဒါရန်ရှာလာတို့ရဲ့လမ်းမှာမြေပြိုနေရကြောင်းကားလမ်းပိတ်နေပြီး၃ရက်လောက်ဆောင်ရမယ့်အနေအထားဖြစ်နေပါတယ်။အာမီကအချိန်ကြီးစင်းကြည့်နေတော့စူဘူကဓာတ်ပုံဆရာကိုဖုန်းဆက်လိုက်ပြီးတော့ဖုန်းကချိန်မိသွားပြီမဲ့ဘာသာစကားကိုနားမလည်ကြအောင်အာမီကိုခေါ်ပြောခိုင်းရပါတယ်။အာမီရောက်လာတော့ဖုန်းကြသွားပြီးပြန်ခေါ်ကြည့်တော့လိုင်းမကောင်းတာကြောင့်မလို့ဓာတ်ပုံဆရာကစာပို့ထားမယ့်အကြောင်းပြောလိုက်ပါတယ်။အဲဒီအချိန်မှာပဲအိမ်မှာကလေးနှစ်ကောင်နဲ့ဂွေးပြောင်နေတဲ့ရက်ဒရာယောက်ျားကဖုန်းဆက်လာတာကြောင့်မလို့ ရက်ဒွာလေးသူ့ရဲ့မာယာထောင်ချောင်းနဲ့ယောက်ျားကိုလမ်းပြအောင်လှုပ်လိုက်ရပြန်ပါလေ။လက်တလုံးမှာတော့လမ်းပိတ်နေရကြောင်းမလို့တချို့တွေကလည်းအနည်းဆုံးမှရှိတဲ့အေရက်တောင်ကြီးကိုခြေချင်သွားနေကြတာကြောင်းအမီရုကလည်းလိုက်သွားဖို့အတွက်ဆုံးဖြတ်လိုက်ကြပါလေ။လမ်းမှာအိန္ဒိယတောင်ပိုင်းသားဒေသခံတူနဲ့တွေ့ကရင်းနှီးသွားကြပြီးတခြားခီးသွားနေတဲ့တူအေရက်တောင်ထုတ်စီကိုရောက်လာကြပါလေ။ဒါမှမဟုတ်ရောင်စုံအလံစားလေးတွေကိုဂါရာရီနဲ့ရီးကချိန်ထားကြပြီးယုံကြည်ချက်အရလေနဲ့တူအလံအစွမ်းအားတွေကရောက်လာသူတွေကိုကောင်းကျိုးပြုကြောင်းအဖိုးကြီးကရှင်းပြလိုက်ပြီး သူတို့ယုံကြည်မှုကလူတွေကိုဇတိတာလိုမျိုးအပေါ်ရီမလုပ်တဲ့အကြောင်းပြောလိုက်တဲ့အတွက်စူဘူကလည်းနည်းနည်းတော့စိတ်တမျိုးဖြစ်သွားပါပြီ။ညာဘက်လူစုမိကြတော့မီးပုံဖိုးကြီးနဲ့ရောက်တဲ့ရောက်ရာတွေပြောနေကြတဲ့အချိန်မှာဒေသခံဘိုးတော်ကြီးကသူ့အကြောင်းကို knowledge sharing လုပ်မယ်ဆိုပြီးတော့ငှက်ကလေးအကြောင်းပြောပြပါပါတယ်။ငှက်ကလေးတွေမွေးထားခဲ့ပြီးတနေ့ကျတော့လောင်ရင်ကနေပြီးတော့လှုပ်ပေးဖို့ဆုံးဖြတ်လိုက်မိတာအကြောင်းမလို့လောင်ရင်တကောက်ဖွင့်ပေးလိုက်မိတဲ့အကြောင်းတကားဖွင့်ပေးပြီးမြင်အများစုကပြန်မထွက်ကြဘဲနဲ့တကောင်နေပဲပြန်တက်သွားကြအောင် ဒါမင်းအဲ့ဒီငတ်ကလေးပေါ်မှာခဏနေပြီးလေးုံအစာကောက်တာကိုခံလိုက်ရအောင်ပြောပြပါလိမ့်။သူစကားဆုံးတော့လောင်ရင်ကိုဖွင့်ပေးမိတာ၊ "तू မှားသွားပြီလား"ဆိုပြီးတွေးနေကြအောင်ပြောတာကြောင့်မလို့တခြားသူတွေကလည်းအမြင်မျိုးမျိုးနဲ့ဝင်ပြီးတော့ဆွေးနွေးကြပါလိမ့်။တချို့ကလည်းလွတ်မပေးတင်ကြအောင်၊တချို့ကလည်းလောင်ရင်နဲ့နေမယ့်စာပြန်တက်တာအကောင်းကြောင်ပြောကြရင်လွတ်လပ်တဲ့ဘဝအကြောင်းတွေကိုစကားဆက်သွားကြပါလိမ့်။စီဘွားကတော့ငိန်နာထောင်နေပြီးတော့ဘိုးရော်ကြီးကလည်းသူစကားကိုအဆုံးသတ်လိုက်ပါလိမ့်။ တနေ့မှတေးကြအမာမန်တီတီကြီးနဲ့တေးရမှာကြောက်ပြီးတော့လောင်ရင်ထဲမှာနေမဲစာခဏလောက်အပြင်ထွက်ပြီးတော့တဘာဝတရားရဲ့အရာတော်ကိုခံစားထိတွေ့လိုက်ရတာကောင်းကြောင်ပြောပြလိုက်ချိန်မှာတော့စူဘူးလည်းအရှိုက်ထီသွားပါလိမ့်။တောင်ပြိုတဲ့လမ်းနေပြင်လို့မပြီးသေးရကြောင်မလို့နောက်၃ရက်လောက်ခီးဆက်ရအောင်မှဖြစ်ကြောင်တရင်ရောက်လာတဲ့ချိန်မှာစူဘူးစီကိုဆရာဗန်ဒီကဖုန်းဆက်ပြီးတော့အချိန်နေမိပါလိမ့်။နောက်နေ့မှာဂျိုးတရားကိုဖျက်ကြတဲ့ချိန်စူဘူးကလည်းအနောက်ကလိုက်လာရင်းနဲ့ကြောက်တာကြောင်မလို့အာမီတို့နောက်ကိုဆက်မလိုက်ပေနဲ့နောက်ပြန်လှည့်လေချိန်မှာသူမတငင်းစီက message ဝင်လာကြောင်မလို့နားထောင်လိုက်ပါလိမ့်။ ရာဇစီကိုဖုံးဆက်ကြည့်ဖို့အကြောင်းပြောတာအကြောင်းမလို့ဆက်ကြည့်လိုက်တဲ့အခါမှာမင်္ဂလာဆောင်နေတဲ့ရာဇန်နဲ့တိတိတူတာအကြောင်းမလို့တေတော်တွေမှာတရရထိုင်ကုန်နေတော့ဘေးနာအမှုသမားတွေကကားပေါ်ဆွဲတင်ကပြေးကြပါလိမ့်။အာမီတို့ကလည်းစူဖို့ပြန်ပြီးဆွဲရသေးတာအကြောင်းမလို့ဆိုင်ကယ်သမားတွေကိုအကူညီတောင်းကနောက်ကနေလိုက်တဲ့အတွက်လူစိုးကောင်တွေလည်းဟိုကင်ဒီကင်လောက်ပဲကင်ပြီးတော့စူဖို့ကားပေါ်နေတွန်းချကြပါလိမ့်။ကားသမားတွေအကင်ခံနေရချိန်မှာစူဖို့တွေးမိတာကတော့ဘရာဒါသူ့ကိုကာကွယ်ပေးမယ်ဆိုတဲ့စကားပါပဲ။အဲဒီကိစ္စရဖြစ်ပြီးရဲ့နောက်စူဘူတယောက်ဘရာဒါပေါ်မှာတန်တရားဝင်သွားပါလိမ့်။ ရာဒါကမကာအကွယ်ဘူးဘာညာတွေပြောနေရကြအောင် အာမီကဘရာဒါဆိုတာကအကာအကွယ်တက်တက်ဖြစ်ကြောင်းဝင်ပြောပါတယ်ရက်ဒရာကလည်းစစ်သူရဲ့ဖြစ်တဲ့မေတော်ကအမျိုးသမီးတွေကိုမျက်နှာအုပ်ထားစေခြင်းမလားဆိုပြီးမေးလိုက်တယ်လို့ကိုဝင်နဲ့တည်တဲ့မေတော်ကတခြားကလေးတွေကိုလည်းတည်စေခြင်းမလားဆိုပြီးတော့လည်းမေးလိုက်ပြန်ပါတယ်အဲနောက်တော့အာမီတို့နှစ်ယောက်ဝိုင်းပြီးတော့တော်ကီဖုတ်တာကြောင့်မလို့စူဘူးလေးပဲညံအလင်းနေနေရသွားပါတယ်နောက်ရက်ဒီမှာတော့ဟိုတီတီရှောက်သွားရင်းနဲ့ဘရာဒါနဲ့ပတ်သက်တဲ့အတွေးတွေကိုတွေးရင်တနေ့မှာတော့ကာစီနဲ့ သူမတက်တက်လုံးဝစ်လာတဲ့ brother ကိုချွတ်ပစ်လိုက်ပြီးတော့လွတ်လပ်တဲ့ဘဝကိုအယားယူလိုက်ပါတယ်။ brother မရှိတော့တဲ့စူပူကိုဂျန်တဲ့သူတွေကလည်း magazine မျက်နှာဖုံးအားကောင်းပါလိဆိုပြီးဝိုင်းခင်ကြပါတယ်။ခရီးပေါ်ရင်းနဲ့ရှောက်သွားရင်လည်းဘဝမှာအဖြစ်အကျဉ်ဆုံးဆန္ဒတွေကိုချရည်ဖို့အကြံပေးခံရတာကြောင့်သူတို့ဂျင်နာတွေကိုချရည်နေတခုပြီးတခုလှုပ်ဖြစ်ပါတယ်။နောက်ဆုံးတစ်ခုဖြစ်တဲ့ brother မပါဘဲရွာကိုပြန်မယ်ဆိုတဲ့ဆန္ဒပြဖို့ပဲဂျန်တဲ့အချိန်မှာဓမ္မုံစရာစီကဗီဒီယိုက red rocks ကိုရောက်လာကြအောင်လို့အဖြစ်မှန်ကိုသိလိုက်ရပါတယ်။ဓမ္မုံစရာကတော်ရိုင်းငှက်တွေကိုဓမ္မုံရိုက်တဲ့သူပါ။ တနေ့စုဘူးတို့ဒေတာမှာငှက်တွေကိုဓာတ်ပုံရိုက်နေတော့အမေအုပ်ကကနေအပြန်လမ်းမှာပရာဒါကျွတ်သွားတဲ့စုဘူးကိုဓာတ်ဖမ်းမိသွားပါတယ်။အဲဒီဓာတ်ပုံကလည်းတက်ရှိလူကိုရိုက်ဖူးတဲ့ပထမဦးဆုံးပုံမှာမျက်နှာဖုံးမှာသုံးဖို့ပိုင်းရှင်ကိုလိုက်ရှာပြီးမှမတွေ့ရကြောင်းမလို့ခွင့်ပြုချက်မယူတော့ဘဲနဲ့တုံးလိုက်မိတာဖြစ်ကြောင်းအဲသူ့ဗီဒီယိုထဲမှာပြောထားပြီးတော့သူ့လုပ်ရက်အတွက်လည်းတောင်းပန်ထားပါတယ်။အဖြစ်မှန်အောင်သိပြီးတော့ရွာကိုပြန်မှုဆုံးဖြတ်လိုက်ပါတယ်။အပြန်လမ်းမှာအာမီကယောက်ျားတစ်ယောက်နဲ့ကားရှင်မောင်းလာကြောင်းမလို့ထိခိုက်မိမလို့ဖြစ်ခဲ့တဲ့အတွက်ရဲရရှိအိမ်မှာခဏတေးလိုက်ရပါတယ်။ အဲ့ဒီမှာပဲအမျိုးသမီးတစ်ယောက်နဲ့အရက်အတူတူတောက်ရင်လည်းသူမားတွေကိုပြန်မြင်ခဲ့တယ်လို့ရက်ဒရာလေးလောင်ရင်လေးကငှက်တကောင်လို့တခြားသူတွေအတွက်ပဲအချိန်ပြီးနေရတဲ့သူ့ဘဝကိုပြန်မြင်အောင်ခဲ့ပြီးတော့ယောက်ျားကိုပြန်တွန်းလှန်နိုင်ပါလိမ့်တဘက်မှာတော့ဆရာဗန်ဒီကဘိုင်းနာလာတာကြောင့်တရွာလုံးပြာရာခန့်နေကြပြီးစူဘူးရဲ့အဖေကိုစူဘူးကိုချက်ချင်းပြန်လာပြီးဇတိခံဖို့ပြောခိုင်းပါလိမ့်တကယ်လို့စူဘူးပြန်မလာလို့ဆိုရင်တော့အဖေကိုဇတိမြေအကြောင်းပြောလိုက်တာကြောင့်မလို့စူဘူးကလည်းရွာကိုပြန်မှုလုပ်ပါလိမ့်စူဘူးကဘရာဒါမပါသေးအာမီနဲ့တူတူရွာကိုပြန်လာပါလိမ့် ကားပေါ်အစင်းကနေမှာအာမီယာတေးကြပြီလားဆိုပြီးမိတာကြောင့်ဘရာဒါမချုံတာကြောင့်မလို့ကလေးရီတေးတဲ့ချိန်စာဖြစ်မဖြစ်ဆိုတော့စမ်းသက်ကြည့်ဖို့ဒီတနည်းသာရှိတာကြောင့်မလို့လုံးမဖြစ်မဲ့အကြောင်းပြောကဘရာဒါမပါပဲရွာလေးကိုရှောင်ဝင်လာပါတယ်အဲဒေါ်သန်းစုကြီးတယောက်တနက်နေ့ချိန်ထားတဲ့စက်သားကြီးတွေဂျားလေးကိုတီတီညင်ညင်နဲ့တလန်းချင်းရှောက်ဝင်သွားခဲ့တယ်ဒလီတဲကဇက်ကွက်လိုမျိုးစူပူလေးပဲတီတီညင်ညင်နဲ့ရှောက်ဝင်သွားပြီးတော့တခြားသူတွေကတော့စူဖို့တန်တော်ကြည့်သူကကြည့်အနောက်ကလိုက်သူကလိုက်လိုက်လာကြပါတယ်ကလေးမွေးနေတဲ့ဆိုရာဗန်ဒီကလည်းကလေးမွေးနေတဲ့တတိလက်သွားတာကြောင့် လက်တဲ့မိမကြီးကကြဝလန်မရဲ့ဂျင်းစာပြန်လာပြီဆိုပြီးဩပါတယ်ကလေးတယောက်ကစူပူဘရာဒါမပါပဲရွာထဲဝင်လာအောင်ပြောတာကြောင့်ရွာလူကြီးတွေကလည်းစူပူစီကိုအမြန်ပြေးကြပါတယ်အဖေကလည်းဘရာဒါကိုယူပြီးတော့စူပူစီကိုအမြန်ပြေးကပါတစ်ချက်ရိုက်ပြီးတော့အုပ်ပေးပေမဲ့စူပူကဘရာဒါကိုချွတ်ပစ်လိုက်ပါတယ်ဆရာဗန်ဒီရဲ့ယောက်ျားကလည်းအိုကေကိုကင်ကစူပူကိုထုဖို့ပြေးလာပြီးအနီးနားရောက်တော့မှထုဖို့လိုက်ရွယ်ချိန်မှာကောင်မလေးတယောက်ကဆရာဗန်ဒီရဲ့သမီးလေးမွေးကြောင်ပြောလာတာကြောင့်ယောက်ျားလည်းအိုကေကိုပြစ်ချတာကနောက်ပြန်ပြေးသွားတယ်လို့ စူဘူရောကတော့မေရောဂျဝါလမ်းမှာဆိုပြီးအော်ကာရှစ်ခိုးလိုက်ကြပါတယ်။အဲဒီနောက်တော့စူဘူဟာမေရောရုပ်ထုစီကိုဥဆောင်သွားလိုက်ကမီရောတခုယူပြီးတော့မေရောချုံထားတဲ့ပရာတာကိုမီးတင်ရှိုးချလိုက်ပါ ori ။မေရောမျက်နာကပရာတာကွာအကြမှာအားလုံးကလည်းမေရောကိုရှစ်ခိုးလိုက်ကြပြီးအမျိုးသမီးတွေကလည်းသူတို့မျက်နှာကိုအုပ်ထားတဲ့ပရာတာကိုချွတ်လိုက်ကြပါတယ်။ဇရာဗန်ဒီယောက်ျားကတော့ကလေးကိုမေရောရှေ့ကိုယူလာပြီးတော့စူဘူလက်ထဲကိုထည့်ပေးလိုက်တာကြောင့်စူဘူကလည်းကလေးကိုပွေ့ချင်နေဇလန်းကလည်းအဆုံးသတ်သွားခဲ့ပါတယ်ခင်ဗျာ။